Kanye West ကတော့လှုပ်ချလိုက်ပြန်ပြီပေါ့အဲ့တော့ ခန်းကြီးကတော့လှုပ်ချလိုက်ခြင်းပေါ့နော်ပြီးခဲ့တဲ့ရှင်းရနေရသူ့ရဲ့တခြင်းအစ်စ်ထွက်တယ်အဲ့တခြင်းကလော်လို့စေလက်ရှိအချိန်မှာ streaming platform တွေအားလုံးကနေ ban ထားတယ်ဖျက်ချပစ်တော့ခံနေရတယ်လော်စေ music video က x လို့ခေါ်တဲ့ twitter တနည်းရမှာပဲအပြည့်အစုံကြည့်လို့ရသေးတယ်ပေါ့နော် youtube မှာလည်းကြည့်လို့မရဘူး youtube မှာဆိုလို့ရှိရင်ဒီ video နဲ့ပတ်သက်ပြီးလုပ်တဲ့ content တွေ reaction content တွေဟာအစလိုက်ဖျက်ချနေတာကိုကျွန်တော်တို့မြင်နေရရပေါ့နော်ဒါမဲ့လည်းဒီတခြင်းမှာဖက်နက်လောက Adidas နဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေ main clip တွေချာ မှာအရန်ကိုနာမည်ကြီးနေတဲ့ skin brand ရဲ့ founder သူ့ရဲ့အရင်ကမိမ Kim Kardashian နဲ့အကြောင်းလေးအများကြီးပါတယ်ပြောချင်စရာလေးတွေအများကြီးပါတယ်ကအဲ့တော့ဒီဗီဒီယိုမှာပါတဲ့အကြောင်းအရာတွေကိုအသေးစိတ်ပြောပြပါမယ်ဒီဗီဒီယိုက Facebook မှာတော့လောလောဆယ်ရှာကြည့်တလို့တော့တင်ဝင်းပြုတ်ထားတဲ့အပိုင်းလေးတွေတော့မြင်ရတယ်ပေါ့နော်ရှားတလောက်ကျွန်တော်မလိုအပ်တဲ့အရန်ဆိုးတဲ့အပိုင်းတွေမဖြစ်နိုင်တော့တဲ့အပိုင်းတွေဆိုဖျက်ပြီးတော့ပြောပြပါမယ်ကျွန်တော်ထင်တော့ခေတ္တခေတ္တခေတ်မှာဖြစ်နေတဲ့ကောင်းတဲ့အကြောင်းတွေရောဆိုးတဲ့အရာတွေအကြောင်းရောပြောခြင်းနေပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုပြောပြပါမယ် stuck in the matrix Wait. when I Okay, man these people took my kids from me. Then they froze my bank account. ဒီလူတွေကငါရဲ့ကလေးတွေကိုငါစီကလူယူသွားတယ်။နောက်ငါရဲ့ bank account တွေကိုလည်းပိတ်ပစ်တယ်တဲ့။သူ့ရဲ့ bank account တွေကိုပိတ်ပစ်တဲ့ကိစ္စတစ်ခုကျွန်တော် Adidas နဲ့ပြဿနာတက်ပြီးတော့သူတို့နည်းရောလမ်းခွဲလိုက်ပြီးဆိုပြီးနောက်ပိုင်းမှာဖြစ်ခဲ့တယ်။ခန်းကြီးရဲ့ bank account တွေကိုပိတ်ပစ်တဲ့အဖွဲ့ကနှစ်ခုရှိခဲ့တယ်။ပထမတစ်ခုကတော့ American Asoya INS ရဲ့နောက်တစ်ခုကကျတော့ Adidas ရဲ့ American Asoya INS ကဘာဖြစ်လို့သူ့ရဲ့ bank account တွေကို freeze လုပ်တာလဲပိတ်ပစ်တာလဲဆိုတော့သူကအခွန်အစည်းကျတဲ့အဖွဲ့ဗျာ။ဒီ လူပုဂ္ဂိုလ်တွေစီးပွားရေးတွေအားလုံးကိုတနေ့တနေ့ဆောင်ရတဲ့အခွန်တွေကိုကောက်ခံတဲ့အဖွဲ့များသောအပြည့်စီးပွားရေးလုပ်ငန်းတွေအခုလိုမျိုးနာမည်ကြီးပုဂ္ဂိုလ်တွေစီးပွားရေးလုပ်နေတဲ့သူတွေစီမှာအခွန်ပေးစရာတွေကကြံနေတာတွေအများတန်းရှိတယ်ဒါကတော့ပုံမှန်ပဲလို့တောင်ပြောလို့ရတယ်ဒီလူရဲ့စီးပွားရေးကောင်းနေတယ်ဆိုလို့ရှိရင်တော့ဒီလူစီရရမယ့်အခွန်တွေကိုစောင့်ပေးတာမျိုးတွေ notice ပို့တာမျိုးတွေလမ်းတောင်းတာမျိုးတွေနဲ့စောင့်ပေးလေရှိတယ်အခု Kanye West ကလည်းအဲ့လိုပဲသူ့ IS က ်စောင့်ပေးထားတယ်ဒေါ်လာတန်း90ဒါပေမဲ့ Kanye West ကတကယ်ဘီလီယံနာဗျာအဲ့တော့ဒီလူကပုံမှန်ဝင်ငွေလည်းရှိတဲ့အတွက်သူ့ကိုစောင့်ပေးနေတယ်ဒါပေမဲ့ Adidas နဲ့လမ်းခွဲလိုက်ပြီးနောက်ပိုင်းမှာ NS ကသူတို့စီကရမယ်ပတ်စံတန်း90မရမှဆိုးတဲ့အတွက်လမ်းခွဲလိုက်တယ်ဆိုတဲ့သတင်းထွက်ပြီးပြီးချင်းမှာ Kanye West ရဲ့ bank account ၄ခုထဲမှာရှိတဲ့ဒေါ်လာ85သန်းကိုထုတ်လို့မရအောင် freeze လုပ်ပလိုက်တယ် Adidas ကလည်းဒီလိုမျိုး NS က action ယူတဲ့အချိန်မှာ Yeezy နဲ့ Kanye West နဲ့တွဲပြီးလုပ်နေတဲ့ bank account တွေကပေါသွားမှဆိုးတဲ့အတွက်ဒီ Yeezy bank account account တွေကို freeze လုပ်ပေးဖို့ဆိုပြီးတော့အစိုးရကိုတရားဝင်အကြောင်းကြားတယ်အစိုးရကလည်း freeze လုပ်ပလိုက်တယ်အဲ့တော့ Kanye West ရဲ့ bank account တွေ freeze လုပ်ခံလိုက်ရတယ်သူ့ရဲ့ကလေးတွေကိုယူသွားရဲဆိုတာကြတော့ဒီ2020 1လောက်ကစပြီးတော့ခန်းကြီးနဲ့သူ့ရဲ့မိန်းမ Kim Kardashian လို့ခေါ်တဲ့ဒီ Kim ရဲ့ founder နဲ့ကွာရှင်းပြက်စဲခဲ့တယ်။အဲ့ဒီအချိန်မှာတရားရုံးတက်ပြီးတော့သူတို့မှာကြံနေခဲ့တဲ့ဒီကလေး၄ယောက်ကိုဘသူကစောင့်ရှောက်မလဲဆိုပြီးတော့ပြိုင်ဆိုင်လှူကြတဲ့အချိန်မှာ Kim ကဒီကလေးတွေကိုစောင့်ရှောက်ဖို့အတွက်ပို့ပြီးတင့်တော်တယ်။ Kanye West ကမတင့်တော်ဘူးဆိုပြီးတော့တရားရုံးကအဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ Kanye ကတော်တော်ကြီးကိုစိတ်ထိခိုက်ခဲ့တယ်ပေါ့နော်။ Kanye ကဘလို့နေနေသူ့ရဲ့သားသမီးတွေကိုအယံချစ်တဲ့အထင်မှာပါတယ်။သူ့ကလေးတွေကို तू က primary တိုဒီနေနဲ့မရဘဲနဲ့အချိန်နဲ့သွားတွေ့ခွင့်မရတဲ့အတွက်တော်တော်သူ့အတွက်စိတ်ရိုက်စရာဖြစ်ခဲ့တယ်။အဲ့ဒီအပြင်ထက်ပြီးတော့ Kim က Pete Davidson နဲ့တွဲပြီးတော့ခန်းကြီးနဲ့ Pete Davidson နဲ့ပြဿနာတွေတက်ခဲ့ပြီ။ဘသူကစားရလဲဆိုရင်တော့ထုံးစံတိုင်းဆရာကြီးခုခန်းကြီးကစားတာပဲ။ဒါမဲ့လည်းတယောက်တစ်ယောက်ပြောကြဆိုဆိုင်နဲ့ feedback ကနေပြီးတော့လည်းအိယာတွေကဓာတ်ပုံကြီးကိုလှမ်းပို့ပြီးတော့မင်းမင်းမနဲ့ကအိယာတွေမှဆိုမျိုးတွေပို့တာမျိုးရှိခဲ့တယ်ပေါ့နော်။အဲ့အချိန်တွေကသူ့အတွက်လိုရမယ်ရီစာလူလူဦးနုကျွဲခတ်ထက်ကိုပို့ဆိုးတဲ့ခ ံစားချက်မျိုးတွေသူရခဲ့တယ်အဲ့တော့ I got so much anger in me got no way to take it out အမှဂျင်းထဲမှာခံစားနေရတဲ့ဒေါသတွေအရန်ပြင်းတယ်ပေါ့ဒါတွေကိုထုတ်ပြလို့လည်းမရဘူးတာမန်တမယိုးချက်လူအဖွဲ့စည်းထဲမှာငါတော့ပိတ်မိနေပြီထင်တယ်အဲ့တော့ what the nitrox အားရဲ့ nitrous ပမာလည်းပြည့်စမ်းပါပေါ့ nitrox ဆိုတာကကျတော့သူကဆီယာဝူနေသုံးတဲ့ nitrous oxide လို့ခေါ်တဲ့ laughing gas လို့လည်းခေါ်တဲ့ရည်စေတဲ့ဓာတ်ငွေပေါ့ဗျာလူတစ်ယောက်ရဲ့ tension တွေခံစားနေရတဲ့ stress တွေကိုသူကပြည့်စေတယ်ဒါပေမဲ့အဲ့ဒါတွေကလွန်ကျွန်သုံးရင်လည်းဆွဲတယ်ပေါ့နော် Kanye West ကဒီ nitrous gas ကိုဆွဲလန်းနေတယ်ဆိုတဲ့သတင်းတွေအရင်ကအများကြီးထွက်ခဲ့ပူတယ်ပေါ့နော်ဆိုတော့ဒါကိုသူကထည့်ပြီးတော့ရေးထားတာ person on Twitter, they're telling me, yeah, don't say that. အဲ့ဒီညမှာတော့နည်းနည်းပို့ပြီးတော့ကြမ်းလာတယ်ဗောနော်ပြောရမှာလေနည်းနည်းတော့စိုးတယ်အဲ့တော့ပြောစင်းစလို့ပြောရမယ်ဆိုလို့ရှိရင် design me cut like one people fuck on my bitch ငါ cut ဗောနော် cut ဆိုတော့ cut hole လို့ခေါ်တဲ့ကို့ဇနီးမယားကို့မိန်းမကို့ဘောတစ္ဆာမရှိတဲ့တစ္ဆာဖောက်ခံရတဲ့ယောက်ျားဗောဟုတ်တယ်ငါ cut ပဲငါမိန်းမကိုလူတွေဟိုဖြစ်တာကြိုက်တယ်ဗော တဲ့ post တွေထွက်တဲ့ Telegram ရေးတုံးစေးတဲ့ငါ Twitter ပေါ်ငါရဲ့ခံစားချက်တွေတင်လိုက်တိုင်းတင်လိုက်တိုင်းမှာရေမင်းအဲ့လိုမပြောနဲ့လေဆိုပြီးတော့ငါ့ကိုလာလာပြောကြတယ်ပဲတဖြည်းဖြည်းနဲ့ဒီကောင်တွေငါ့ကို public မှာမမြင်ရတော့တဲ့အထိပဲဒါမဲ့နောက်ကွယ်မှာငါကတော့ Mi Back ကိုမှ All Chrome Mi Back ကြီးစီးနေတယ်ဆိုလိုတာကတော့သူ Twitter ပေါ်မှာပြောနေဆိုနေတဲ့သူခံစားချက်တွေကိုပြောခွင့်မပေးဘူးအဲ့လိုနဲ့တဖြည်းဖြည်းနဲ့ public မှာပါသူ့ကိုမမြင်ရအောင်လှုပ်လာကြတယ်ဒါမဲ့လည်းနောက်ကွယ်မှာတော့ငါစောင်းဝမ်းချမ်းတဲ့တတိယတယောက်ဖြစ်နေဒုံပဲပေါ့နော် The rap became a yeah. I'm the villain. ညာကနေစပြီးတော့နောက်ကိုတော့ပြလို့မကောင်းတော့ဘူးပေါ့နော်တကယ်လို့ကြည့်ချင်းတော့ကိုဘက်ကိုလို့ထစ်တာမှာပဲသွားကြည့်ဒါပေမဲ့ဒီညာအကြောင်းကိုပြောရမယ်ဆိုရင်တော့ငါ့မှာရှိသမျှပတ်စံတွေကြော်ကြားမှုတွေနဲ့တောင်မှငါ့ရဲ့ကလေးတွေကိုပြန်မရနိုင်ဘူးနောက်တစ်ကြောင်းကလည်းအဲ့လိုပဲငါ့မှာရှိတဲ့ပတ်စံတွေကြော်ကြားမှုတွေနဲ့တောင်မှငါ့ကလေးတွေကိုငါတွေ့ခွင့်မရဘူးလူတွေကငါ့ရဲ့ထွက်ထားတော့မြင်နေရသေးပေမဲ့ငါဘလို့မျိုးခံစားနေရတယ်ဆိုတာကိုဘယ်သူမှမသိကြဘူးဘာဖြစ်လို့ဆိုတော့ तू တင်လိုက်တိုင်းမှာလည်းပြဿနာတွေဖြစ်ကုန်လို့ तू ကသူခံစားနေရတာကိုဘယ်သူမှမသိဘူးပေါ့နော် so i became a naive yeah bitch i'm the ပင်လဲဒီနေရာမှာတော့ကျွန်တော်တို့ပြောလို့မရတဲ့စကားလုံးတွေပါတယ်ဗောနော်အဲ့စကားလုံးတွေကတုံးလိုက်တိုင်းမှာ Facebook တို့ Twitter တို့ YouTube တို့ကမတုံးစေချင်တဲ့စကားလုံးတွေဖြစ်တဲ့အတွက်နာယီလို့ပဲကျွန်တော်တုံးမယ်ဗောနော်တကယ်မီလီယံတော့တိမှာပါအဲ့တော့အဲ့လိုမျိုးနဲ့ပဲတဖြည်းဖြည်းနဲ့ငါကနာယီတကောင်ဖြစ်လာတယ်ငါဟိုမကောင်းတဲ့လူတယောက် feeling ဖြစ်သွားပြီဗောနော်ဆိုတော့ तू ကဒီတချင်းကကြီးလိုက်လို့ရှိရင်တော်များများပြောကြတာတော့ဒီဥစ္စာကဒီနာယီတွေဒီ hit ပညာ hit hit la အဲ့လိုလူကိုချီးမွမ်းထားတဲ့တချင်းလို့ပြော ကြပြီမယ်တကယ်တမ်းကျတော့သူ့ရဲ့အဲ့လိုမျိုးစိတ်ထဲရခံစားတဲ့ဒေါသတွေ anger တွေစိတ်မနှံ့ခင်းမြတ်ဖြစ်တာတွေကြောင့်ပဲနာယီတကောင်ဖြစ်သွားတယ် villain တကောင်ဖြစ်သွားတယ်ပေါ့ဒီဒီဒီလူတွေကဒီနာယီတွေကကောင်းတဲ့သူတွေတော့မဟုတ်ဘူး villain နေပါလို့ပြောထားတဲ့သဘောကိုလေသူကပြန်ပြီး twist လုပ်ထားတည်တယ်ဆိုတော့နောက်ဆုံးနားမှာတော့ဒီ1935ခုနှစ်တုန်းကဒီဂျာမနီရဲ့ဗိုလ်ချုပ် hit ပါညာပေါ့သူပြောခဲ့တဲ့မိန်ခွန်းနဲ့ပဲအဆုံးသတ်တာတယ်ဒါဂျာမန်လိုပြောတဲ့မိန်ခွန်းကိုသူထည့်ထားတာပေါ့နော် အဲ့ဒါကတော့လောလောဆယ်သတင်းဌာနတွေတော်တော်များများမှာဟိုအရန်ကိုနာမည်ကြီးပြီးတော့ခေတ်စားနေတဲ့ကျွန်တော်ကလည်း chat box ကနေပို့ထားတာ၃ရောက်ရှိပြီဖြစ်တဲ့ဒီသတင်းရဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ပုံမှန်လင်းလင်းပြောရရင်တော့ခန်းကြီးကကျွန်တော်တို့ဖက်နက်လောကမှာနေမဟုတ်ဘူးသူ့ရဲ့ entrepreneur mindset လေးရှိတယ်။သချင်းဖန်ကြီးရဲ့ညံမှာလည်းလုံးဝ genius တော်ဆုံးသူတယောက်ဆိုတာတော့ညင်းလို့မရဘူးပေါ့နော်။ပြောပြမယ်လူတယောက်မှရှိနေတဲ့နေရာမှာသူကနည်းနည်းတချို့အရာတွေမှာအစွန်းရောက်တဲ့သူတယောက်လို့ပြောလို့ရတယ်။အဲ့တော့ပဲတဖြည်းဖြည်းနဲ့လူအဖွဲ့အစည်းနဲ့မကိုက်ညီတဲ့အရာတွေအများကြီးဖြစ်သွားတဲ့ လူတယောက်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ကောင်းတယ်မကောင်းဆိုတာထက်ပကတိအခြေအနေကတော့အဲ့လိုရှိရပေါ့နော်ဆိုတော့ဒါကတော့လက်ရှိအချိန်မှာ international news တွေမှာအရင်ကိုခေတ်စားနေတဲ့ပိတ်ခန္ဓာရဲ့ခန်းကြီးရဲ့နောက်ဆုံးသတင်းအကြောင်းပဲဖြစ်ပါတယ်